မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမဦးဆုံးအင်းတော်မြို့သိမ်းတိုက်ပွဲတွင်လက်နက်ချအညံ့ခံသောတမ80ခွန်တမမှုဗိုလ်မှူးချုပ်အောင်သက်ဦးနှင့်တုံပန်းများကစစ်တပ်၏တရားမဲမှုများအတွက်နောင်တရဟုဝန်ခံပြီးຫນွေဦးတော်လိုင်း၏အတွက်တက်နိုင်သမျှထည့်ဝင်မိဟုဂရုပြုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းအင်းတော်မြို့တိုင်းတိုက်ပွဲတွင်နက်နက်ချအငန့်ခံသောတပ်မ89ခွန်တပ်မမူဗိုလ်မှူးချုပ်အောင်သက်ဦးနှင့်စစ်တုံးပန်းများကစစ်တပ်၏တရားမဲမှုများအတွက်နောင်တရဟုဖွင့်ဟဝန်ခံထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကထုတ်ဖော်ပြောဆိုပါသည်။ ရမန်နေပြည်သူ့ကာကွယ်တပ်မတော်လေးနှစ်ပြည့်မိန်ကွန်းတွင် NUG ကာကွယ်ဝင်ကြီးဦးရီမွန်ကထို့သို့ထည့်သွင်းပြောဆိုသွားခြင်းဖြစ်ပါသည်။အင်းတော်မျိုးသိန်းတိုက်ပွဲသည်ရှင်းလာကြောကြာဆင်နွှဲခဲ့ရသော ပြည်သူ့ကာကွယ်တပ်မတော်၏တမိုင်းဝင်တိုက်ပွဲဖြစ်ပြီးစစ်စင်ရေးအတွက်ပြင်းစင်ဆုံးဖြတ်ရသည့်ကာလများပါထည့်သွင်းတွက်ချက်ကတနစ်တင်းတင်းကြာခဲ့ကြောင်းအင်းတော်တိုက်ပွဲတွင်လက်နက်ချအညံ့ခံခဲ့သောတမ80ခွန်တမမှုနှင့်စစ်တုံးပန်းများမှစစ်တပ်၏တရားမဲမှုများအတွက်နောက်တရကြောင်းဖွင့်ဟဝင်ခံလာသည့်အပြင် တော်လန်ရေးအတွက်တက်နိုင်သည့်များကိုထဲ့ဝင်ပါဝင်မိဟုဆိုလာကြောင်းစစ်တပ်ဘက်မှတပ်မှုများတပ်သားများအနေဖြင့်အမြန်ဆုံးအလင်းဝင်ကြရန်ဥယီမွန်ကတိုက်တွန်းပြောဆိုပါရယ်အခုငါတို့လက်ထဲရောက်နေတဲ့တမ80ခွန်တမမှုအပါဝင်၃ဘန်းတွေကလည်းသူတို့ရဲ့နောင်တကိုခွင့်ဟဝင်ခံကြတယ်စစ်တပ်တရားမဲ့တွေဆိုတာသူတို့သိတယ်ပြည်သူတော်လန်ရေးမှာသူတို့တက်နိုင်တာထဲ့ဝင်မယ်ဆိုတာဂရုပြုကြတယ် စစ်ကောင်စီတပ်ထဲမှာကြမ်းရှိနေတဲ့တမူးတပ်သားတွေအနေနဲ့ပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိဝါဒကိုအမြဲဆုံးဆွန့်လွတ်ကြဖို့တိုက်တွန်းလိုတယ်ဒီလိုသာဆွန့်လွတ်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြင်မြန်ချမ်းသာရမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့ကတိပေးလိုတယ်ဟုဥယီမွန်ကပြောကြားပါတယ် အေမီလာရှင်ရဲ့အင်းတော်မျိုးတိန်တိုက်ပွဲတွင်တမ80ခွန်တမမူဘုံမှုချုပ်အောင်သက်ဦးကိုအရှင်ဖန်စီရရှိမိခဲ့ပါတယ်။ဘုံမှုချုပ်အောင်သက်ဦးသည်စစ်တပ်ကတော်ပတ်စဉ်40နှစ်ကျောင်းဆင်းဖြစ်ပြီးတမ80ခွန်တမမူအဖြစ်2024ခုနှစ်နစ်ဆန်ပိုင်းတွင်စတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း၎င်း၏နောက်ကျောင်းရာဇဝင်များကိုပြန်လည်လေ့လာကြည့်လျင်2021ခုနှစ်ဆရာနာသိန်းချိန်စာရန်ကုန်ကဆန္ဒပြပြည်သူများကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရာမှအောင်သက်ဦးကရန်ကုန်တိုင်းစစ်ဌာနချုပ်၏အမတ်တိစစ်ပြု ူဟာမူဗိုလ်မှူးကြီးအဖြစ်ဖြင့်အမိန့်ပေးဆေးခိုင်းခဲ့သူဖြစ်ကြောင်းသိရှိရပါသည်။ယင်းနောက်ရန်ကုန်တိုင်းစစ်ဌာနချုပ်အမတ်တစ်စစ်ဗျူဟာမူအဖြစ်မှကံယူရန်တိုင်းစစ်ဌာနချုပ်ကော်တောင်းတက်နေ၏စစ်ဗျူဟာမူဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းယင်းနောက်တမ80ခွန်တမမူဖြစ်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။တမ80ခွန်တမမူပုံမှုချုပ်အောင်သက်ဦးတွင်ဇနီးတော်သက်စုနယ်ထွန်းတားအကြီးဖြစ်သူပြည့်ရှံဦးတားငယ်အန်ဖုံးဦးတို့ရှိကြောင်းသိရှိရပါ ပါတယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ထိုးစစ်ရထားတော်လေးညောင်ကျိုးတွင်စစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်နေပြီးတိုက်စုံမှုများ၍ညောင်ချောင်းအထိပြန်ဆုတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာရခတက်တော်အေအေသိမ့်ပိုက်ထားသည့်ပဲခူးတိုင်းအနောက်ပိုင်းရှိညောင်ကျိုးစခန်းကိုပြန်လည်ရရှိရန်စစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်နေကြောင်းသိရပါသည်။ညောင်ကျိုးစခန်းအနီးစစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်များနှင့်အေအေပူးပေါင်းတပ်များသည်ပြီးခဲ့တဲ့ရက်ပိုင်း AB 23ရက်နေ့ကအပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ယခုမေလပထမပတ်တွင်ထပ်မံထိုးစစ်ဆင်လာခြင်းဖြစ်ပါသည်။ထို့သူထိုးစစ်ဆင်လာတော့လေစစ်ကောင်စီတပ်မှအခြားဆုံးများသည့်ညောင်ချရအနီးသို့တပ်များပြန်လည်ဆုတ်ခွာသွားရကြောင်းစီ သတင်းရင်းမြစ်ထံမှသိရပါရယ်ဆင်းလန်းရွာကနေတိုက်ပွဲဖြစ်တဲ့တိုက်ပွဲမတိုင်ခင်နေ့ကလေးကစစ်တပ်ဘက်ကနေအင်အားစုဖွဲ့ပြီးညောင်ကျိုးကိုခြိတက်လာတာကျွန်ထွက်လာတဲ့စစ်ကြောင်းနဲ့ပူးပေါင်းအဖွဲ့တို့တိုက်ပွဲဖြစ်တာခုခံစစ်အနေနဲ့တိုက်ခိုက်ခဲ့တာပါဟုစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ် AAD ပြီးခဲ့တဲ့မလ12ရက်နေ့ကညောင်ကျိုးစခန်းကိုသိမ်းယူခဲ့ပြီးနောက်စစ်ကောင်စီကစခန်းကိုပြန်လည်ရရှိရန်အတွက်အင်အားများစုဖွဲ့ပြီးမကြာခဏစစ်ကြောင်းများထိုးလာခဲ့ခြင်းဖြစ်ပါတယ်။ထို့ပြင်ညောင်ခြေောက်ရှိကပ္ပစ6နဲ့ကပ္ပစ9ကာကွယ်ပစ္စည်းစက်ရုံများမှလည်းအင်အားများစုဖွဲ့၍ညောင်ကျိုးတို့စစ်ကူများပို့ဆောင်နေသည့်အပြင်လက်နက်ကြီးများဖြင့်ပါပစ်ခတ်တိုက်ခိုက်နေကြောင်းသိရပါတယ်။လက်နက်ငယ်သံတွေအုတ်ရှိပင်မြို့ထဲထိကြားနေရတယ်ဟုအုတ်ရှိပင်မြို့နေဒေသခံတို့ကပြောပါရယ် စစ်ကောင်စီသည်ညောင်ကြိုးတိုက်ပွဲသို့စစ်တပ်နှံစင်တပ်သားတက်များဖြင့်မော်ဘီအခြေဆိုင်တိုင်ရင်တုံးရမှထုတ်နှုတ်ထားသောအင်အားများကိုဆေလွတ်တိုက်ခိုက်စေတော်လဲညောင်ကြိုးစခန်းကိုလက်လွတ်ခဲ့ရပါသည်ယခုအခါတွင်စစ်ကောင်စီသည်မြေပြင်မှစစ်ကြောများထိုးစစ်ဆန္ဒသည့်အပြင်လေကြောင်းပစ်ကိုနှင့်ဆက်တက်လေဒီများမှလည်းဘုံများကျဲချပြီးကာကွယ်ပစ္စည်းဆက်ရုပ်ကပ္ပဆများဘက်မှလည်းလက်နက်ကြီးများဖြင့်ပစ်ကူပေးနေကြောင်းသိရပါသည် ညောင်ကျိုးစခန်းကိုပြန်လည်ရောက်ယူရန်အတွက်စစ်ကောင်စီသည်ပြည်မျိုးနှင့်အုပ်ရှိပေမျိုးတို့မှစားနပ်ရိက္ခာနှင့်လက်နက်ခဲယမ်းများကိုစစ်တုံးကားများနှင့်ကုန်ကားများဖြင့်ပို့ဆောင်နေပြီးဒဏ်ရာရရှိသူများကိုရွှေတောင်မြို့ရှိတပ်စေးရုံသို့ပို့ဆောင်ကုသပေးနေကြောင်းသိရှိရပါသည်စစ်ကောင်စီတဲ့အရက်သားတွေပေါ်အကြမ်းဖက်မှုအဆက်မပြတ်ကျူးလွန်နေကြောင်းကုလလူခွင့်ရဲမဟာမင်းကြီးပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မလ28ရက်ငလင်းလုတ်ခတ်ပြီးနောက်ပိုင်းအပြစ်ခံရဲစဲထားပေမဲ့စစ်ကောင်စီဟာအရက်သားတွေပေါ်ပြင်းထန်တဲ့အကြမ်းဖက်မှုတွေအဆက်မပြတ်ကျူးလွန်နေကြောင်းကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘော့ကာထရက်က လီလာ၂ရက်နေ့ကတတိပေးပြောကြားပါရယ်ငလင်းလောက်ခတ်ပြီးနောက် AB 29ရက်နေ့အထိမြမစစ်တပ်ကအ ਨੇ ဆုံးတိုက်ခိုက်မှု243ချိန်ရှိခဲ့တယ်လို့ဆိုပါရယ်ဒီထဲမှာလေးချောင်းတိုက်ခိုက်မှု182ချိန်ပါဝင်ပြီးအရက်သား200ကျော်သေဆုံးခဲ့ပါရယ်တိုက်ခိုက်မှုအများစုစစ်ကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့နှစ်ဖက်အပြစ်ခတ်ရဲချောင်းကျင်းညာပြီး AB 2ရက်နေ့နောက်ပိုင်းမှာဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်ကုလမဟာမင်းကြီးဘောကာထွက်ကမြန်မာနိုင်ငံမှာပြည်သူတွေအစားအသောက်ရေနဲ့နေ စရာလိုအပ်နေကြပြီးငြိမ်းချမ်းရေးနဲ့ကာကွယ်မှုလည်းမရှိဖြစ်နေပါတယ်ဒီအချိန်ဟာပြည်သူတွေရဲ့လူခွင့်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုဦးစားပေးဖို့နဲ့နိုင်ငံရေးအကျက်တဲကိုငြိမ်းချမ်းရေးနည်းနဲ့ဖြည့်ရှင်းရမယ့်အချိန်ဖြစ်ပါတယ်စင်အားတွေမှာအချင်းချင်းရင်းနှီးမြှုပ်နှံမဲ့အစားမြန်မာနိုင်ငံမှာဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့တရားဥပဒေစိုးမိုးရေးပေါ်အာရုံစိုက်တဲ့နယ်လို့ဘော့ကာထရက်ကပြောကြားခဲ့ကြောင်းသိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဘောက်ပွန်ခရိုင်မှာစစ်ကောင်စီတပ်နဲ့ KNL တို့အကြား AB လတလတာတိုက်ပွဲများတွင်စစ်ကောင်စီတပ်ကဗုံးမှုစစ်နှစ်ဦးအပါအဝင်39ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်ဖောက်ပုံခရိုင်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL အမှတ်၅တပ်မဟာရုကြားအီဗီလာတလတာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကပုံမှုအစစ်၂ရောက်အပါအဝင်39ရောက်သေဆုံးခဲ့တယ်လို့ကရင်အမျိုးသားစီယုံ KNU ကဒီကနေ့ထုတ်ပြန်ပါတယ်အေဗီလာတရက်ကနေ30ရက်အထိဖောက်ပုံခရိုင်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNL တို့တိုက်ပွဲ တိုက်ပွဲကြီးတိုက်ပွဲငယ်စုစုပေါင်း136ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ကဆိုပါတယ်။တိုက်ပွဲတွေအတွင်အကြမ်းဖက်စစ်ကောင်စီတပ်ကဗိုလ်မှူးစင်2ယောက်၊တပ်ချက်ကြီးစင်1ယောက်ပါဝင်39ယောက်သေဆုံးပြီးဒုတပ်ချက်1ယောက်ပါဝင်55ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်အဆောက်အဦကိုလုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်စစ်ကောင်စီတပ်ကအရက်သားပြည်သူလူထုနေထိုင်ရာခြေရွာတွေအတွင်းလက်နက်ကြီးခုနှစ်ကျိန်တိုက်လေရင်နဲ့ဘုံအလုံးရီ14လုံးချဲချတိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့အရက်သားပြည်သူ၂ယောက်သေဆုံးခဲ့ပြီး9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ အကျန်းဖက်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်အရက်သားပြည်သူလူထုလောက်ကင်စားတောက်ရနေရာတွေလည်းထိခိုက်ပျက်စီးခဲ့ပြီးပြည်သူလူထုဟာစိုးရိမ်ထိတ်လန့်မှုများစွာနဲ့အသက်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။